ကျွန်တော်အပိုင်း1နဲ့အပိုင်း2နဲ့အပိုင်း3မှာဘယ်လိုရှင်းပြကြလဲဆိုတော့ပြန်ပြီးတော့ memory recall အနေနဲ့ပြန်ပြောပြပါမယ်ကျွန်တော်တို့အပိုင်း1မှာဘယ်လိုရှင်းကြလဲဆိုတော့ကျွန်တော်တို့ output source priority ကို SUB ထားတယ်နောက်ပြီးတော့ PBN utility ထားတယ်ပေါ့နော်ထားတော့ဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့အပိုင်း1မှာ AC power က battery ကို အားလာမသွင်းဘူးဘက်ထရီက93ရာခိုင်နှုန်းရှိတယ်အားလာမသွင်းဘူးဘယ်သူကသွင်းနေလဲဆိုတော့ဆိုလာကနေသွင်းနေတယ်ဘာကြောင့်ကျွန်တော်ပြောနိုင်လဲဆိုတော့ဒီမှာပြောခဲ့ပြီးပါပြီ charge current က5.5ကျွန်တော်မှ ACU ရွေးခဲ့တာက AC သာရောသွင်းနေပြီဆိုရင် ACU ရွေးခဲ့တာက20 ampere above မှာပဲရှိရမှာပေါ့နော် AC နဲ့ဆိုလာနဲ့ရောသွင်းနေဆိုရင်20 ampere above ပေါ့20 ampere အထက်မှာပဲရှိရမှာဒါပေမဲ့ ဆိုလာရဲ့အားလေးနဲ့တွင်းနေလို့ဒီမှာ5 ampere ပဲပြရမှာเนาะအဲ့တော့ AC ကဒီမှာ210 210ဆိုတော့ bypass ဖြစ်နေတယ် AC က bypass ဖြစ်နေတယ်ဆိုလာကဒီဘက်ကို battery ကိုအားတွင်းနေတယ်เนาะ battery ကို battery ကိုတွင်းနေတယ်ပေါ့เนาะ battery ကိုတွင်းနေတယ်နောက်ပြီးတော့ AC watt ကိုကြည့်လိုက်တယ်ဒီမှာ385ဒီမှာ463ဖြစ်တဲ့အတွက်ဘလို့ဖြစ်နေလဲဆိုတော့ဆိုလာပါဝင်ပြီးတော့ဒီဘလော့ကကိုဖြည့်ပေးနေတယ်ပေါ့နော်အဲ့တော့ SPU နဲ့ SN ရွေးထားအချိန်မှာ battery ကို grid ကို solar လာပြီးတော့ရောမသွင်းမဲ့နဲ့ solar only ပဲလာသွင်းနေတယ်เนาะ solar only ပဲလာသွင်းနေတာတွေ့ရမှာဖြစ်ပါတယ်ဒါရှင်းပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ solar ကအလုံးနှစ်ခုကိုလုပ်တယ် battery ကိုလည်းအသွင်းတယ်လုတ်ကိုလည်းလိုအပ်တဲ့ watt ကိုလည်းလာပေးတယ်ပေါ့เนาะ AC ကဒီဘက် grid ကလာပြီးတော့ solar မလောက်တဲ့ဟာကိုလာပြီးတော့ဖြည့်ပေးတယ်ပေါ့เนาะဆိုတော့ ဒါ SUV နဲ့ SUV နေထားဆိုကျွန်တော်ရှင်းပြခဲ့ပြီဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့အပိုင်းနှစ်မှာဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒါကို ကျွန်တော် Solar First နဲ့ထားခဲ့တယ်။နော် Solar First နဲ့ထားခဲ့တယ်။ဒီမှာကျွန်တော်64ပေးခဲ့တယ် Battery Duty မှု64ပေးခဲ့တယ် Back to Battery မှုကို69ကျွန်တော်ပေးခဲ့တယ်ပေါ့နော်64နဲ့69ပေးခဲ့တယ်ပြီးသွားလို့ရှိရင်ကျွန်တော် Apply ဒီမှာကျွန်တော်တို့ ဆိုလာဖတ်စားပြီးတော့ apply လုပ်လိုက်တယ်အဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့က64ရောက်သွားလို့ရှင်ဘောနော်64ရောက်သွားလို့ရှင်ရင်သူက grade ကိုတော့ပြေးမဝင်တော့ဘူးအဲ့မှာဘာတွေ့ရမလဲဆိုတော့ကျွန်တော်တို့က solar fast solar fast ယူထားတယ်အ SN ယူထားတဲ့ချိန်မှာ99ရောက်တဲ့ချိန်ကဒီ grid ကိုပေးဝင်တာပေါ့နော်လောဆယ်94ရဲ့အောက်ဖြစ်နေတဲ့အတွက်ဒီ grid ကိုပေးဝင်နေတာပေါ့နော်ကျွန်တော်ချိန်ထားတဲ့ setting ကဒီမှာပါ94နဲ့99ပေါ့နော်99 94ဆိုတော့94မှာ utility ကိုပေးမယ်99မှာပြန်ပြီးတော့ utility ကိုသူကဖြုတ်ချမယ်ပေါ့နော် အဲ့တော့ကျွန်တော်အပိုင်းဆုံးမှာပါဖြတ်ရှင်းခဲ့လဲဆိုတော့ solar first နေရာမှာအဲ solar solar first နဲ့ battery first နဲ့ကျွန်တော်အတူတူပဲလို့ပြောခဲ့တယ်ဒီမှာကျတော့သူက solar မရှိတော့ရှင် solar first က solar မရှိတော့ရင် utility ကိုပေးဝင်တယ် battery first ကတော့မဟုတ်ဘူး solar ရှိရှိမရှိရှိ utility ကိုပေးမဝင်ဘူးသူ့ရဲ့ဒီတတ်မှတ်ရာကနေရောက်မှသာအဲသူက utility ကိုပေးဝင်တာ အဲ့တော့ကျွန်တော်နောက်အပိုင်း၃မှာဘယ်လိုလောက်ခဲ့လဲဆိုတော့ utility first ကိုထားလိုက်တယ်နော် utility first ကိုထားလိုက်တယ် utility first ကိုထားလိုက်လို့ရှင်ဘယ်ဖြစ်သွားလဲဆိုတော့မှကြည့်လိုက်ဒီကဒီမှာ444 work နော်ဘောနော်ဒီမှာမှကြည့်အော် work out ဖြည်းဖြည်းမှာဘာတော့တော်တော်ရယ်ဆိုတော့ work out ဖြည်းဖြည်းမြန်းလာပြီပေါ့နော်ဒီမှာဆိုလာရောပေါ့ ဘက်ထရီရောဒီမှာအဲဆိုလာရောယူတီလီတီရောဒီမှာရောသွင်းနေပြီ 27ampere နဲ့ရောသွင်းနေပြီဒီမှာ work ကလည်း bypass အနေနဲ့ပေးထားတယ်အဲ့တော့ဆိုလာနဲ့ grid နဲ့ကဘက်ထရီရောသွင်းနေဆိုလာကဒီကိုလုတ်ကုန်ပေးတော့ဘူးเนาะ bypass အနေနဲ့ပေးတော့ဘူးเนาะအဲ့တော့တွေ့ရမယ်နောက်ထပ်ရှင်းပြခြင်းနဲ့ကြောင်းတယ်

ီကကို SUV ပြန်ပြောင်းမယ် apply လုပ်မယ် solar fast နော် solar fast ရဲ့အရေးချက်ကတော့ solar နဲ့အားသွင်းမယ်အဲ solar မရှိတော့မှ grid နဲ့အားသွင်းမယ်နော်ပါလို့အဲ local block ရှိတော့465ဒီမှာ9 9 46ဒီမှာ9 158ဖြည်းဖြည်းပြောင်းလာပြီเนาะ အဲ့တော့ကျွန်တော် SUV ရေးထားတယ် PV Fast ရေးထားတဲ့နေရာမှာဘိုင်ကဘယ်လိုလှုပ်လှုပ်နေလဲဆိုတာထပ်ကြည့်မယ်အဲဆိုလာက340 W ရှိတယ်ပေါ့နော် အာလောက်ကဘယ်လောက်ရှိလဲဆိုတော့454ဝတ်ရှိတယ်ဆိုလာဝတ်ထည့်လဲလောက်ကများတယ် grid ဝတ်ထည့်လဲဒီဘက်က grid ရဲ့ဝတ်ထည့်လဲဒီလောက်ကများတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျိန်းနေတယ်ဒီဆိုလာနဲ့ grid နဲ့ကဒီဘက်ကိုလောက်ကိုလာပြီးတော့ပေးနေတာပေါ့နော်လောက်ကိုလာပြီးတော့ပေးနေတာတွေ့ရတယ်အဲ့တော့ ampere charging ampere ကြည့်တော့တယ်5 point 1.9ပေါ့နော်အခုတဖြည်းဖြည်းရာသီဥတ္တရကြာပါတော့5.4 ampere လောက်ရှိတယ်ဆိုတော့ solar က ဘက်ထရီကိုလည်းတွင်းနေတယ်လုတ်ကိုလည်းပေးနေတာတွေ့ရတယ် grid ကဘက်ထရီကိုလာပြီးတော့အမ်တွင်းဘူးအဲ့တော့ဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ SUV SNU ရွေးထားတာ ਨੇ သွားတူတယ်အဲ့တော့ကျွန်တော်ဒီမှာရွေးထားတာကအာ SUV ပြီးတော့လို့ရှိရင် PV first ရွေးထားတယ်